စင်ရဲတင်းမနေတဲ့မြိတ်တနေသားရဲ့ဘုတ်ပြင်းပြီးထောင်စုလမ်းကိုဖြတ်တန်းတောလောက်ခွဲပိတ်လိုက်တယ်လို့ပြည်သူ့ကော်မတီတမတော်တနေသားရဲ့တိုက်ဆက်ဌာနအမှတ်35နီးပြည်ဝအဖွဲ့ကထုတ်ပြန်ပါတယ်။အရှိ140မိုင်လောက်ရှိတဲ့မြိတ်ဘုံပြင်းလမ်းပေါ်မှာတနေသားရဲ့မျိုးနေပြည်ကြီးမိုင်တိုင်းမျိုးလိုရှိပြီးဒီကနေ့အော်တိုဘာလ28ရက်နေ့ကစလို့အဲ့ဒီလမ်းမိုင်ဖြတ်တန်းတောလောက်ခွဲကိုပိတ်လိုက်တာပါ။ လမ်းပိုင်းမှာရှိတဲ့တနင်္သာမျိုးနယ်အတွင်းတိုက်ပွဲတွေပြင်းထန်နေပြီးဆက်နောက်ရှိတပ်ကလေးချောင်းရီချောင်းကနေလက်နက်ကြီးပစ်ခတ်တာတွေကိုရွေရွေချစ်ရှိရှိလှုပ်ဆောင်နေတယ်လို့ဆိုပါရယ်။ဒါအပြင်လမ်းမကြီးကိုအုံပြုပြီးဆက်နောက်ရှိတပ်ကစစ်ကူတွေထောက်ပံ့ရေးလှုပ်ဆောင်နေတယ်လို့ဆက်စေးဂိတ်တွေကခီးတော်တွေကိုတရားမဲ့ဆက်စေးတာလူနဲ့ကုန်ပစ္စည်းတွေကိုတရားမဲ့ဖမ်းဆီးတာဆက်ကြီးကောက်တာနဲ့လူငယ်တွေကိုအာဓမဖမ်းဆီးပြီးတပ်သားတွေစုဆောင်းနေတယ်လို့လည်းဆိုပါရယ်။ ဒါကြောင့်လက်ရှိဖြစ်နေတဲ့စရိတ်အခြေအနေရပြီးသူတွေအနေနဲ့ရှိတဲ့အတွက်အဲ့ဒီလမ်းကို ဖြတ်တန်းသွားလာတာမလုပ်ဖို့အမတ်35နီးပြူအခွဲကထုတ်ပြန်ထားတာပါပြီးထောင်စုလမ်းပေါ်ရှိမြိတ်ပုံပြင်လမ်းပိုင်းမှာဆန်းလာရှိတန်နေတွန်းလိုင်းတက်တို့စရိတ်တင်းမာနေတယ်လို့ရန်ကုန်မြိတ်လမ်းပိုင်းမှာလည်းတိုက်ပွဲတွေမကြာခဏဖြစ်ပြီးစရိတ်တင်းမာနေပါတယ်